ုပြုကူခွဲခြင်းအစီအစဉ်ကိုဆက်ပြီးတော့သွားမှာဖြစ်ပါတယ်ဒီကနေ့မှာကျွန်တော်တို့ကိုဘုပြုကူတင်းစကားကိုပေါ့နော်ဒီကျွန်တော်မဝင်ငှခင်မှာကျွန်တော်တို့အကုန်တော့ချီးမွမ်းခြင်းတခြင်းနဲ့ပေါ့နော် ကျွန်တော်နှလုံးသားများဖျားရှင်နဲ့ပုံမနီးကအောင်လှူဆောင်ပေးမှာတော့ဒီလေး ebook ပဲဖြစ်ပါတယ်ဒီလေး ebook ဒီ blog ကနေပြီးတော့ဖျားရှင်ကုန်တော်ချီးမွမ်းခြင်းတခြင်းတစ်ပုဒ်ကိုဒီဝင်ငှပေးမှာဖြစ်ပါတယ် You. Mm -hmm. ချီးမွမ်းပေးတော့တယ်ညီလေးအေဖို့သူပဲကျေးဇူးတင်တယ်အမှန်တော့သူ live အနေနဲ့သူချီးမွမ်းမို့ဒါပေမဲ့သူ့ဂီတာတီးပေးမဲ့သူ့ရဲ့တငယ်ချင်းကရောက်မလာတဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုကလစ်လေးနဲ့ပေါ့နော်သူချီးမွမ်းတာဖြစ်တယ်ညီလေးအေဖို့သူပဲကျေးဇူးတင်တယ်ဖျားရှင်ကျော်ဝါပြည့်လည်မှာကောင်းကြီးမင်္ဂလာဖြစ်ကြဆလုံးချပေးပါစီအာမင်ကျွန်တော်တို့အခုချိန်မှာတော့ကျွန်တော်တို့ကိုနှုတ်ခတ်တော်နဲ့ခွန်အားပေးနေသူကတော့ ကျွန်တော်တို့အငဲန်းရင်းနှီးနေတယ်ပေါ့နော်ရန်ခင်တဲ့ကျွန်တော်တို့အတွက်လည်းအငဲန်းပုံသက်တိခေါင်းနေပြလိုက်ပေါ့နော်ကိုအောင်မဲဖြစ်တယ်ကိုအောင်ကအခုသူကယူရီးယားမှာရှိတယ်ယူရီးယားမှာအလုပ်လုပ်ရင်းနဲ့ဖျားရှင် အမှုတော်ကောင်းတဲ့အကျင့်အဖြစ်ဖျားရဲ့အလင်းကိုထွန်းလင်းနေတဲ့သူတူဖြစ်တယ်ဒါကြောင့်သူထံလာနေပြီးတော့ကျွန်တော်ကဒီကနေ့ခေါ်အားရစရာတည်င်းစကားကို ီနံနက်ရံဘုရားအဖြစ်ကျွန်တော်ကြားနာမှာဖြစ်ပါတယ်အခုချိန်မှာကျွန်တော်သူ့အချိန်ပေးပါတယ်ဟုတ်ကဲ့အားလုံးကိုမင်္ဂလာရှိတော်တဲ့နဲ့ခင်ဖြစ်ပါစေလို့ကျွန်တော်အနေနဲ့ရှေ့ဥစွာလုပ်ကုန်ဆက်တာပါပဲ။ရာစကင်ကျေးဇူးတို့အကြောင်းပေါ့နော်ကျွန်တော်အနေနဲ့လည်းမပြောလိမ့်မယ်နဲ့ဒီကဲတော့ဟိုခွေရေပေါ့နော်ဆက်ချီရဲ့အတွက်လည်း ဘုရားရှင်ကိုကျွန်တော်ကျေးဇူးတင်ပါတယ်ပေးတဲ့ဆောင်းနာမည်ကဒီကြောင့်ဆောင်းပါတယ်တဲ့ကောင်းပေါ်လားအစဉ်နဲ့တရှိတော်မူပြီးတိုင်းမတော်ထာဝရမေတ္တာနဲ့စင်ချစ်တနာတော်မူသောဖပါတကေကိုရောကျေးဇူးတော်ကြောက်လဲတာယာတော်နဲ့နှစ်ခင်းမှာကောင်းမှုသာနုထသက်ရှင်ရသောအခွင့်နေရတိတရားကိုကိုရောရှင်ပြေတနာတော်မူသက်ဖပါတကေကိုကျေးဇူးတော်ချီးမွမ်းပါ၏ရှုသောအသာမြတ်ဒုတိယမှာရှိသည်များသောအပြည့်များအားလုံးကိုရှင်ပြေပြေရှင်ပြေတနာတော်မူ၍တိုင်းမတော်သက်တာများကိုရောရှင် ေသူတော်အားပြည့်စက်လက်ပို့ဆောင်ပေးသနာတော်မူပါဒီနနေ့ခင်းမှလည်းကိုရောကျွန်တော်လည်းသတင်းစကားဝင်များမိအရာများတို့ကိုရှင်တော်ဆက်ကအာနာမ8ကြောကြားလေးတမြကိုရောရှင်တသက်ခံချက်များနှုတ်ကပတ်တော်များရောသည်ဖပရားသခင်အလိုတော်နှင့်ကိုက်ညီပြီးတော့နရှင်တော်ဝင်တော်လမ်းပြပဲ့ပြင်ခြင်းအားဖြင့်ကျွန်တော်တို့တယောက်စီတိုင်းအတွက်ဝิญကြီးတိဆောက်စရာများဖြစ်စေဖို့ကိုရောမာလာကောင်းကြီးချပေးသနာတော်မူကြောင်းယေရှုခရစ်တော်ပြရဲ့မဟာနာမတော်များအမိပြု၍တနာတော်ခံနဲ့ဆုတောင်းပါ၏ဖပရားသခင်အာမင် โอเคကျွန်တော်အနေနဲ့လဲပေါ့နော်ဆရာတော့ခေါင်းစဉ်ပေးတာပေးပါဆိုတော့လေကျွန်တော်အနေနဲ့တော့ဟိုခေါင်းတရားတော့ပေါ့နော်အဲ့မှာဆိုရင်ဘုရားသခင်ဒီရာခသိမ့်ကိုတတ်နိုင်တော့ပေါ့နော်ဒီခေါင်းစဉ်မျိုးကျွန်တော်အနေနဲ့အာကျွန်တော်ခေါင်းထဲမှာကျွန်တော်ဖြစ်ပေါ်မိတယ်ပေါ့နော်ဘာကြောင့်လဲဆိုရင်တကယ်တည်းလိုအပ်တဲ့အရာလေးတစ်ခုဖြစ်တယ်ပေါ့နော်ကျွန်တော်အတွက်လည်းဘာကြောင့်လဲဆိုရင်ကျွန်တော်တို့နေထိုင်ရတဲ့အဖြစ်ကာလရတယ်ပေါ့နော်အကဘာကြီးရတကယ်ကိုနောက်ဆုံးရနောက်ဆုံးပေါ့နော်ကျွန်တော်တို့ဇက်ကားတကားကြည့်မယ်ဆိုရင်တော့ ဒီနောက်ဆုံးအခန်းရဲ့အပိုင်းပေါ့နော်သက္ကာတကားလိုပဲနောက်ဆုံးခံရောက်နေပြီဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့ဒီဘုရားသခင်ကိုကျွန်တော်တို့ပို့ပြီးတော့ယုံကြည်ဖို့ပို့ပြီးတော့ဆုတောင်းဖို့အခြေရဟိုဖြစ်လာပြီပေါ့နော်တကယ်ရောက်ရှိနေပြီဖြစ်တယ်ဒါကြောင့်မို့နောက်တစ်ခုအနေနဲ့ပေါ့နော်ဘုရားသခင်ကိုကျွန်တော်တို့အနေနဲ့ဘုရားသခင်ကအားလုံးတတ်နိုင်တယ်ဆိုတာကျွန်တော်တို့ယုံကြည်တဲ့အခါမှာလေဒါတခါတလေပေါ့နော် ယုံကြည်ခြင်းရတခါတည်းကျတော့အားနေတတ်တယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီတော့ဒီသတင်းစကားလေးကိုကျွန်တော်နေနဲ့ရွေးချယ်ရေးဖြစ်တယ်ပေါ့နော်ဘုရားသခင်ကလည်းဒီသတင်းစကားလေးအားဖြင့်ကျွန်တော်တို့ပြန်လည်ပြီးတော့အခုအားပေးတဲ့အနေနဲ့ပေါ့နော်ကျွန်တော်ယုံကြည်ပါတယ်ပေါ့နော်ကျွန်တော်ပထမဆုံးအနေနဲ့ကျမ်းချက်တစ်ချက်ကိုကျွန်တော်ဖတ်ပြချင်ပါတယ်ရှင်မသက်ကိဝေခိုင်း19အငယ်26မှာပေါ့နော်ဘယ်လိုပြောပြဘယ်လိုပြောရလဲဆိုရင်ယေရှုသည်လည်းသူတို့ကိုကြည့်ရှု၍ဤမှုကိုလူမတတ်နိုင် သို့တော်လည်းဘုရားသခင်သည်ခတ်သိမ်းသောအမှုတို့ကိုတတ်နိုင်တော်မူသည်ဟုမိတ်တော်မူ၏ဒီကြမ်းကြက်တွေကကျွန်တော်အားလုံးသိတယ်ပေါ့နော်ဟိုတတိယတယောက်ကသခင်ယေရှုကိုလာပြီးတော့ဒီမေးတဲ့အခါမှာပေါ့နော်သခင်ယေရှုကပြန်ပြီးတော့သူ့ရဲ့စီးတဲ့ဥစ္စာတွေကိုပေါ့နော်သူရောင်းပြီးတော့ဆင်းတဲ့သူတွေကိုငါ့ကိုပြောတဲ့အခါမှာသူကအဲ့တတိယပြန်ပြီးတော့ထွက်သွားတယ်ပေါ့နော်အဲ့ဒီအခါမှာသူ ကောင်းကင်နိုင်ငံတော်အားဆိုရင်တဲ့ဒီချမ်းသာတဲ့လူတွေကဝင်ဖို့ဖြစ်တယ်ပေါ့နော်အဲ့ခါမှာတပည့်တော်တွေကဒါဆိုရင်ဘသူတွေကကယ်တင်ရှင်ရောက်နိုင်မလဲလို့တပည့်တော်တွေကပြန်ပြီးတော့မေးတဲ့ခါမှာပေါ့နော်သခင်ယေရှုကဘုရားသခင်ကအားလုံးကိုတတ်နိုင်တယ်ပေါ့နော်လူမတတ်နိုင်တဲ့အမှုကျွန်တော်တို့လူသားအနေနဲ့တော့မဖြစ်နိုင်ဘူးမတတ်နိုင်ဘူးမလုံနိုင်ဘူးပေါ့နော်အာမျောနေချက်မရှိဘူးထင်တဲ့ຢာတွေကဘုရားသခင်မှာမရှိပါဘူးเนาะဘုရားသခင်ကအားလုံးတတ်နိုင်တယ်ပေါ့เนาะကျွန်တော်တို့ ဘလောက်ကြီးမာတဲ့အရာဖြစ်ပလိစီဘလောက်ပဲခက်ခဲတဲ့အရာဖြစ်စီနော်ဘလောက်ပဲဒီညောင်းနေချက်မရှိတော့တဲ့အရာဖြစ်စီမြားသခင်မှာအားလုံးဖြစ်နိုင်တယ်အားလုံးတက်နိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့တကယ်လို့အားတဲ့အရာကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဘုရားသခင်ပေါ်မှာဘလောက်ကြီးယုံကြည်တယ်ဘလောက်ကြီးမြားသခင်ကျွန်တော်တို့အားကိုးတယ်လေဒီအရာပေါ်မှာပဲမူတည်တယ်ပေါ့နော်အဲ့ဒီအရာလေးကျွန်တော်အနေနဲ့ပြန်ပြီးတော့သတိရမိတယ်ပေါ့နော်ကျန်တာလည်းမှသေးတယ်အများကြီးရှိတယ်ပေါ့နော်ကျွန်တော်တို့ကျွန်တော်ပြန်စဉ်းစားမိတဲ့အခါမှာဒီ ီဣသေလလူမျိုးတွေကဒီအဲအေဂျစ်တရားတွေထွက်လာတဲ့ကာမှာလေဘောနော်သူတို့အနေနဲ့ဒီအေရုံပင်လည်းရောက်တဲ့ကာမှာသွားပြလမ်းမရှိတော့ဘူးသွားပြလမ်းမရှိတော့တဲ့ကာမှာဆိုရင်သူတို့အနေနဲ့ဒီကြားထဲမှာလည်းနောက်ကလည်းအဂုစစ်တရတွေရတဲ့ရောက်လိုက်လာတယ်သူတို့ကိုအကလုံးနော်အပြရှင်းဖို့ဘောနော်တာဖို့အတွက်အဲ့ဒီကာမှာသူတို့အနေနဲ့ဘာမှလုပ်လို့မရတော့ဘူးညွန်ရင်းချက်လည်းမရှိတော့ဘူးလမ်းလည်းမရှိတော့ဘူးအဲ့ဒီအချိန် မှာ ဘုရားသခင်ကသူတို့အတွက်အောက်ဝဲရပါတော့တကယ်ပဲပြည်လဲဤကိုနချမ်းခွဲခဲ့တဲ့ဆိုတာလေကျွန်တော်တို့အားလုံးလည်းသိတယ်ပေါ့နော်ဒီຢာတွေအားလုံးကသခင်ရသခင်ကတကူကြီးတဲ့လက်တော်ပေါ့နော်ဘုရားသခင်ရတွေအောက်ဝဲတဲ့အမှုကိုပြုလိုက်တဲ့ဘုရားဖြစ်တယ်နော်ကောင်းဝင်တဲ့မြေကြီးကိုလည်းဘုရားသခင်ကဖန်ဆင်းပြီးတော့ပေါ့နော်အရာအားလုံးကိုဘုရားသခင်ရဲ့လက်တော်နဲ့ထိမ့်ချုပ်ထားတယ်ဆိုတာကျွန်တော်တို့နည်းပေါ့နော်အာယုံကြည်ပြီးတော့ပေါ့နော်တကယ်ပဲဘုရားသခင်ရဲ့အံ့ဩပွဲအမှုတော်ပြန်ပြီးတော့တတိယပြီးတော့ပေါ့နော်အာကျွန်တော် အနေနဲ့ပေါ့နော်ဗျာတွေးရတဲ့ကမှာအများကြီးကျန်းစာထဲမှာတွေးရတယ်ပေါ့နော်ဒီအေရိုပီနယ်တို့ဘုရားသခင်နှချမ်းခွဲတဲ့အရာတွေးရတယ်နောက်ပြီးတော့အာဗရာဟံတို့ဇနီးမောင်းတာတက်တာကြည့်တဲ့ကမှာဆိုရယ်ပေါ့နော်ဒီသူ့ရဲ့ဇနီးတဲ့အားဆာရာအသက်90လောက်ရှိပြီဒါဒီကလေးရဖို့ဆိုတာမဖြစ်နိုင်တော့ဘူးပေါ့နော်ဒါပေမဲ့ဘုရားသခင်ကပြောပြီးသားပေါ့နော်ဘုရားသခင်မတတ်နိုင်တော့ဘူးမရှိဘူးဆိုပြီးတော့တကယ်ပဲအာဗရာဟံလာပြီးတော့ဘုရားသခင်ကတွေးဆုံတယ်တွေးဆုံတဲ့ပြီးတော့ သူရဲ့ဇနီးတရားလာမနစ်မှာဆိုရင်ဒီตาตาရရမဲ့အကြောင်းပေါ့နော်ပြောတဲ့ခါမှာတကယ်ပဲဖြစ်လာခဲ့တာတွေ့ရတယ်ပေါ့နော်နောက်ဟန္နကျမ်းစာထဲမှာဆိုရဟန္နဆိုတာလည်းသာသမီလောဘမရနိုင်ဘူးဒါပေမဲ့ဘုရားသခင်ဆံမှာသူဟာဆိုရင်တကယ်ပဲစိတ်နှလုံးအကျွင်းမဲ့ပေါ့နော်သူကိုယိုပြီးတော့တကယ်ပဲစိတ်နှလုံးတွန်းလောင်းပြီးတော့ဆုတောင်းတဲ့ခါမှာဆိုရယ်ဘုရားသခင်ကသူ့ကိုအောက်အဝဲရသားရဏပေးခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒါကဘုရားသခင်မတတ်နိုင်တဲ့ဘာမှရှိဘူးဖြစ်တယ်ပေါ့နော်ကျွန်တော်တို့သက်တာမှာဆိုရယ် အဘုရားသခင်ကကျွန်တော်တို့ကိုအာစုတောင်းတဲ့ຢာတွေမပေးသေးဘူးမပြစ်လာသေးဘူးဆိုတာအချိန်တိုက်တာတခုရှိတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့လည်းဒီຢာကိုမျောလင့်ဖို့အတွက်ပြီးတော့ဘုရားသခင်ကိုပို့ပြီးတော့အဆက်လက်ယုံကြည်ကိုးစားဖို့ပေါ့နော်ဘုရားသခင်ပေါ်မှာကျွန်တော်တို့ရဲ့ယုံကြည်ခြင်းမပြတ်ဖို့အတွက်ဖြစ်တယ်တခါတည်းရတော့ဘုရားသခင်ကကျွန်တော်တို့ကိုဟိုပါပေါ့နော်ဒီစမ်းသားတဲ့အနေနဲ့လည်းရှိတယ်ပေါ့နော်။ဘာဖြစ်လို့ကျွန်တော်တို့ကဘုရားသခင်ကိုမှတကယ်ပဲယုံကြည်ခြင်းကအာဟိုအာကြီးသလားမကြီးဘူးလားလဲ။ဘုရားသခင်ကတခါကျွန်တော်တို့ကို ဒီစုံစမ်းလာလည်းရှိတယ်ပေါ့နော်ဘုရားသခင်ကျွန်တော်တို့စုံစမ်းလာအခါမှာကျွန်တော်တို့ရဲ့အသက်တာကောင်းဖို့အတွက်ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းပို့ပြီးတော့အခိုင်မာဖို့ဖြစ်တယ်ပြီးတော့ဘုရားသခင်ကကျွန်တော်တို့ဒီလိုမျိုးအခက်အခဲတွေတွေ့ကြုံနေတဲ့အရာတွေဘုရားသခင်မတတ်နိုင်လို့မဟုတ်ပါဘူးเนาะဘုရားသခင်ကသူအားလုံးတတ်နိုင်တယ်တစ်ချိန်ချိန်မှာလည်းသူအားလေအကောင်းဆုံးပြင်ဆင်ထားတယ်ပေါ့เนาะဘုရားသခင်ကကျွန်တော်တို့ရဲ့အသက်တာအတွက်ကျွန်တော်တို့ထာဝရအသက်တော်မှာပေးထားတဲ့ဘုရားဖြစ်တဲ့အတွက်ပေါ့เนาะကျွန်တော်တို့ရဲ့လောကမှာရှိတဲ့အခက်အခဲတွေကဘုရားသခင်ကဆိုရင် ဒီတစ်ချိန်ချိန်မှာဗောဘုရားသခင်ကပြင်ဆင်ပေးမယ်မှတ်ရမယ်ဆိုတော့ကျွန်တော်တို့ဆက်လက်ယူတည်ဖို့ဖြစ်တယ်ဗောနော်ဒီယုံကြည်ခြင်းကိုကျွန်တော်တို့အနေနဲ့မပျောက်ပြဲ့ဖို့အတွက်နောက်ဆုတောင်းခြင်းကိုလည်းကျွန်တော်တို့အနေနဲ့အမ်ယူဖို့အတွက်ပို့ပြီးတော့ဗောနော်အဲ့ဒီမျိုးတိုးပြီးတော့ကျွန်တော်တို့အနေနဲ့လှုပ်ဆောင်ဖို့ဗောနော်အဒီတစ်ချက်နဲ့ကျွန်တော်ပြန်ပြီးတော့အဲတတိယမိတယ်ဗောနော်နောက်တစ်ချက်အနေနဲ့ကျတော့အများကြီးရှိရောဗောနော်ကျန်တာတည်းမှာဆိုရင်တခါမှာလေဗောနော်ဒီရှမာရိမျိုးဟိုဗောနော်ဒီရှုပိလူတွေဝိုင်းလာတဲ့ခါမှာသူတို့အနေနဲ့ နော်ဒီအစားအစာတွေလည်းငတ်ပြသွားပြီငတ်ပြသွားတဲ့အခါမှာဆိုရင်သူတို့နေတဲ့အဲ့မှာဆိုရင်မြင်းကောင်းတစ်လုံးကိုတည်းငွေ80နဲ့ဝယ်ရတယ်ပေါ့နော်ဘယ်ချမ်းတစ်ပြီကိုလည်းငွေ9ချမ်းနဲ့တော့ဝယ်ရတယ်ပေါ့နော်အဲ့ဒီအခါမှာသူတို့နေတဲ့စားရမရှိတော့တဲ့အခါမှာဒီနောက်ဆုံးမှဆိုရင် Prophet Elisha ရကဲမနေ့ကဒီလိုအချိန်မှာဆိုရင်တဲ့ဒီဂျိုးစံတစိုက်ကိုပေါ့နော်ငွေတစ်ချမ်းနဲ့ရောင်းမယ် နောက်ဒီဆန်ဆန်တခွဲကိုလည်းဗောနော်ဒီကြားနဲ့ရောင်းမှာဆိုတော့ဗောနော်ဘုရားဘုရားသခင်ကလာတဲ့ဟိုဗောနော်တတိယတကာပြောတဲ့ခါမှာအဲ့ဒီဘယင်ရဲ့အမမယုံဘူးဗောနော်မယုံတဲ့ခါမှာအေးမင်းမယုံတဲ့အတွက်မိရသူမြင်ပဲနေရမယ်ဗောနော်စားရအောင်ဆိုပြီးတော့ပြောလိုက်တယ်ဗောနော်အဲ့ဒီခါမှာဆိုရင်တကယ်ပဲဗောနော်နောက်တစ်ရက်မှာဆိုရင်ကျွန်တော်အားလုံးပဲသိတယ်အဲ့လူလူလေးယောက်ကသွားပြီးတော့ရှူရီစစ်တာကိုသွားတဲ့အခါမှာရှူရီစစ်တာတွေကအကုန်လုံးဖက်ပြေးသွားတယ်ပေါ့နော်သူတို့ကကြံနေတဲ့ PC ဥစ္စာတွေအားလုံးကို ွားပြီးတော့အကုန်လုံးရရှိသွားတယ်ပေါ့နော်ဒီရှမာလေးပါရှိတဲ့လူတွေအားလုံးတဲ့သွားပြီးတော့အယူရတဲ့ခါမှာဆိုတကယ်ပဲဒီပြည့်စုံတယ်ပေါ့နော်သူရဲ့ဒီဘုရားသခင်ရဲ့သတင်းသက္ကာဘုရားသခင်ရဲ့အာဒီပြောတဲ့အရာတွေပြည့်စုံလာတွေ့ရတယ်ဒါကဘုရားသခင်မှာမတတ်နိုင်တတ်ဘူးဆိုတာဘာမှမရှိဘူးပေါ့နော်ကျွန်တော်တို့အနေနဲ့အာဘယ်တော့ပဲခက်ခဲနေဒီဘုရားသခင်ကဖန်ဆင်းနိုင်တဲ့ဘုရားဖြစ်တယ်အပေးနိုင်တဲ့ဘုရားဖြစ်တယ်ပေါ့နော်ဘုရားတွေကပြောတာပြီးတိုင်း လောကမှာရှိတဲ့အရာတွေငါရဲ့ဥစ္စာတွေဖြစ်တယ်ပေါ့နော်ရွှေနဲ့ငွေနဲ့ရွှေနဲ့ငွေတို့လည်းငါပိုက်တယ်ပေါ့နော်ဘုရားသခင်ကအားလုံးပိုက်တယ်ကျွန်တော်တို့အားလုံးလည်းပေးနိုင်တယ်ပေါ့နော်ကျွန်တော်တို့ကတခါကြတော့ဘုရားသခင်ဒီမှာဆုတောင်းရကမှာတခါကြတော့ကြံ့ကြာတာတော့ရှိတယ်ပေါ့နော်ဒီကြံ့ကြာပေမဲ့လည်းအဲကျမ်းစာထဲမှာပြောရတာပေါ့နော်ဆိုင်းတော်လည်းညော်နှင်းတော့ပေါ့နော်ဆိုင်းတော့ဆိုင်းနိုင်မယ်ပေါ့နော်ဘယ်အချိန်မှာလဲတော့မသိဘူးဒါပေမဲ့ညော်နှင်းနေတာပေါ့နော်ဘုရားသခင်ကအချိန်ကြာတဲ့ကမှာလပ်ပသွားအလုံးလုံးတဲ့ဘုရားဖြစ်တယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့ကတော့တခါကြီးကြာတယ် တခါရတော့ဟိုဟိုဘာမလဲစိတ်ထဲမှာတော့မစောင့်နိုင်ဘူးဖြစ်တယ်ပေါ့ဒါပေမဲ့ဘုရားသခင်ကတော့အချိန်တန်တဲ့ကမှာလက်ပသွားနဲ့ကျွန်တော်တို့အတွက်လုပ်ပေးမှဖြစ်တယ်ပေါ့နော်ကျွန်တော်တို့လည်းသာဝရအသက်လည်းဘုရားသခင်ကပြင်ဆင်ထားပြီးသားဖြစ်တဲ့အတွက်အဲကျွန်တော်တို့အတွက်ပူပြမလို့ပေါ့နော်ကျွန်တော်တို့တွေ့ကြုံနေရတဲ့အခက်အခဲတွေကတော့ရှိမှာပေါ့နော်ဒါမှမဟုတ်ဘုရားသခင်အားလုံးတတ်နိုင်တယ်ဆိုတော့ကျွန်တော်တို့အများအားဟိုစိတ်နှလုံးသားထဲမှာပေါ့နော်ယုံကြည်ခြင်းကမပြတ်ဘူးပေါ့နော်ကျွန်တော်နေနဲ့လည်းအဲဟိုအားပေးကြည့်ပါအချက်ပေါ့နော်နောက်ကျွန်တော်နေနဲ့အာကျွန်တော်တို့ရဲ့ ကျွန်တော်ကွာတသိခံချက်ပေါ့နော်ကျွန်တော်နည်းနည်းတသိခံနေတယ်အဲဒါကတော့ကျွန်တော်တို့2012တော့အားလုံးပေါ့နော်ကျွန်တော်တို့မိတ်ဆွေတွေဆရာတော်ထူးထူးလေးပါတယ်ကျွန်တော်စံတာတို့လည်းပါတယ်ပေါ့နော်ကျွန်တော်တို့ဒီတောင်ကြီးမှာပေါ့နော်တောင်ကြီးအေးတရာကျွန်တော်တို့အားလုံးသွားရတယ်ပေါ့နော်ဒီမှာကျွန်တော်များလူတွေပါရတယ်ပေါ့နော်သွားတဲ့ခါမှာဆိုရင်ကျွန်တော်တို့တကြံတွေးပေါ့နော်သွားတဲ့အဲ့မှာကိုရေတပတ်တပတ်လောက်ကျွန်တော်တို့အဲလူငယ်ခန့်ဘုရားဦးကြီးကိုယ်ဝယ်လုပ်ခဲ့တယ်ပေါ့နော် အရိကမှာဆိုရင်ဘောနော်အားလုံးကောင်းမွန်မွန်နဲ့ပြီးခဲ့တယ်အဲ့ဒါပြန်တဲ့အခါမှာလေဘောနော်ပြန်တဲ့အခါမှာဆိုရင်တော့ကျွန်တော်နဲ့ကျွန်တော်အကူအညီတယောက်တော့ယထာနဲ့ပြန်မလိုက်ပြစ်တော့ဘောနော်ကျွန်တော်တို့တောင်ကြီးပဲဆက်တဲ့သွားတယ်မိတ်ဆွေတယောက်စီမှာသွားလဲတဲ့အခါတောင်ကြီးပဲဆက်တဲ့တော့ကျွန်တော်တို့အနေနဲ့လက်ထဲမှာပိုက်ဆံကဟိုပါဘောနော်၂ရောက်ပေါ်မှာ1000တော့မရှိတော့ဘောနော်အဲ့ဒါနဲ့အပြန်ရရဘယ်လိုလုပ်ရမလဲတကယ်ကြီးဘောနော်နန်းစိတ်နန်းစိတ်လည်းမရှိတော့အဲ့ဒါနဲ့ကျွန်တော်တို့အနေနဲ့မတ်သက်သက်စီမှာကျွန်တော်တို့က ဲ့လိုအမှတ်တရတော့ပေါ့နော်ဒီမှန်တာတိတ်ကြည့်တဲ့အတွက်သူစီမှာကျွန်တော်တို့အနေနဲ့ Python 1000ချိရတယ်ပေါ့နော်မှတ်တဲ့ကျွန်တော်တို့ Python 1000လောက်ချိပါပေါ့နော်ကျွန်တော်တို့အပြန်ကြရေးဂါကမရှိတဲ့အတွက်အာမှတ်တဲ့ရတယ်ချိပေးတယ်ချိပေးတဲ့အခါမှာကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ကတော့တောင်ဒီဆက်တက်သွားတယ်အဲ့မှာတရေလောက်တရေလောက်ဆက်ကြသွားတယ်ပေါ့နော်အနောက်နေကြနေကြမှာကျွန်တော်တို့ကဂါနဲ့ပြန်လာခဲ့တယ်ဒါနဲ့ပေါ့နော်ကျွန်တော်အနေနဲ့လည်းဒီ1000ကဘယ်လိုမျိုးကြောင့်စရမလဲပေါ့နော်ကျွန်တော်အနေနဲ့ အဲဒါမဲ့ကျွန်တော်စိတ်ထဲမှာတော့ဘုရားသခင်ကိုကျွန်တော်ဆုတောင်းတာပေါ့နော်ဘုရားသခင်ကျွန်တော်ဒီမတောင်းရတော့အဆနိုင်ဖို့ကိုတော့ပေါ့နော်ပြင်ဆင်ပေးပါဆိုတော့ကျွန်တော်ပြန်လာတော့အိမ်ထဲဒီကျွန်တော်အလုပ်အလုပ်ရှင်ပေါ့နော်ကျွန်တော်တို့အလုပ်ရောက်တဲ့ခါမှာပြင်ကြည့်ကြည့်တော့အိမ်နေ့မှာတခါမှကျွန်တော်လည်းမကြားဘူးသူတို့မဲဖောက်ပေးတယ်ပေါ့နော်မဲဖောက်ပေးတဲ့ခါမှာပြင်အားလုံးကနိုင်ပြီးသွားပြီတဲ့၃ယောက်ပဲကျွန်တော်တဲ့အဲ၃ယောက်ပဲကျွန်တော်တဲ့ဆိုတော့ပေါ့နော်ဒီကျွန်တော်ရဲ့အဲ့ဒီ quả lúc tôi ba cậu tôi treo thì nó treo rồi tôi giọt anh mà mẹ tôi lấy mẹ tôi lấy chẳng nghe tôi mê vào nó tôi mê với chẳng nghe anh mà bây giờ ngã đâu thì suy về cái đau thì suy về đúng đau thì xuống về suy nghĩ của nó bây giờ là tôi cũng chẳng đi để của nó anh mà thì đúng suy xuống rồi chỉ đâu về để rồi của nó là nè là nè tôi giao làm mà nó phải tôi giao làm mà về cái gì đó là nay giờ của nó là nè chỉ nên đây đây chỉ cái ra đi được của nó cái của nó ဦးလေးအရင်နိုင်ပါဆိုပြီးတော့အဲ့ဒါနဲ့သူနိုင်တဲ့ကမှာပြီးသူက9000စုပဲပေါက်တယ်ပေါ့နောက်တစ်ယောက်လည်းနိုင်တဲ့ကမှာသူက1000ဟိုကျွန်တော်ကဒုတိယနိုင်တာပေါ့နော်ဒုတိယနိုင်ကမှာကျွန်တော်3000စုပေါက်သွားတယ်ပေါ့နော်အဲ့မှာ3000စုပေါက်သွားတဲ့ကမှာတကယ်ပဲကျွန်တော်အနေနဲ့အဝမ်းသာတယ်ပေါ့နော်ကျွန်တော်မှအကျွေးပေးရမှာ1000စုတော့ပေါ့နော်တကယ်ပဲဘုရားသခင်ကပြည့်စုံပေးတယ်ပေါ့နော်ကျွန်တော်ပြန်လာတဲ့ကမှာပေါ့နော်တကယ်ပဲအဲ့မှာဆိုရင်3000စုကျွန်တော်ပေါက်တဲ့ကမှာကျွန်တော်ခုနပေးပြ1000ကျွန်တော်ပေးနိုင်တယ်ပေါ့နော်1000လည်းပူသေးတယ်ပေါ့နော် ဒါမှမဟုတ်ဘုရားသခင်ကအားလုံးတတ်နိုင်တယ်ဗောနော်ပြင်ဆင်ပေးတယ်ဗောနော်ကျွန်တော်တို့မှာအခက်အခဲတွေအနည်းချင်းဖြစ်ပေမဲ့နော်ကြီးမားတဲ့အရာဖြစ်ပေမဲ့ဘုရားသခင်ကအားလုံးတတ်နိုင်တယ်ဗောနော်အဲဒီကမှကျွန်တော်အနေနဲ့အဲဒီကကျွန်တော်သတိရတယ်ဗောနော်ဒါဖြစ်ဘုရားသခင်ကဟိုမတတ်နိုင်တော့ရှိဘောနော်ကျွန်တော်တို့သက်တာမှာအခက်အခဲတွေအရာရှိပေမဲ့ဗောနော်အဲဒီတော့ဆိုရင်ကျွန်တော်လည်းအဲ့မှာဆိုရင်3000စုကျွန်တော်ပေါက်သွားတယ်ပေါ့နော်ဒါမှမဟုတ်ဒါဘုရားသခင်ကျေးဇူးတော်လည်းကျွန်တော်ပြန်ပြီးတော့ရှင်းမှန်းပါတယ်နောက်ပြီးတော့ဟိုဆွတ်တောင်း ကျွန်တော်သက်တာမှာလည်းဆူတောင်းလာတယ်အများကြီးကြည့်ခဲ့တယ်ပေါ့နော်အများကြီးကြည့်ခဲ့တယ်အဲ့တခါမှာဆိုတော့အာကျွန်တော်တို့ဟိုမဲနိုင်ရပြန်ပြီတခါပေါ့နော်မနေ့ကအဲ့နေ့ရကြာတာပဲနေ့ညနေကြည့်တယ်ပေါ့နော်အာဒီမဲပေါက်တဲ့လူကတဲ့မနေ့ကတောက်ကြနေ့မှာအလုပ်လုပ်ရမယ်အာမပေါက်တဲ့လူကတော့မလုပ်ရဘူးပေါ့နော်ဒါမှတယောက်တည်းရဲ့ဒီလုပ်ရမှာပေါ့နော်အဲ့ဒါနဲ့တောက်ကြနေလို့လည်းပြည့်ရလူပါစနေနေ့မှာပြန်လာမယ်ဆိုတော့ကျွန်တော်လည်းဘုရားသခင်မှာဆုတောင်းတယ်ဘုရားသခင်မနေ့က နောက်လုံးမပဲနောက်တည့်ရနားမယ်ဆိုတော့ဘောနော်အဲအဲခေါင်းခေါင်းသွန်းလန်တာဘောနော်ခေါင်းသွန်းခေါင်းသွန်းလန်တဲ့ကမှာကျွန်တော်ကျွန်တော်ဆုတောင်းတော့ဘုရားသခင်ကအဲ့မှာခေါင်းမပေါက်သွားတာဘောနော်အဲ့ဒါနဲ့တောက်ကြနေမှာလုံးလုံးရပြီးတော့စနေနေ့ကျတော့ပြန်နာတောက်တည့်ရဒီပါဘောနော်တောက်ကြနေလုံးပြီးတော့ပြီးတော့စနေနေ့နာနောက်ပြီးတော့တနင်္ဂနွေနေ့ပြန်လုံးအဲ့ဒီဘောတော့အဲ့တော့အောက်အောက်ပြရဘောနော်ဘုရားသခင်ကကြည်စင်ပေးတယ်ဘောနော်စနေနေ့မှာဥပုံနေ့မှာနာလို့ရအောင်ဆိုပြီးတော့အဲ့ဒီအဲ့မှာလည်းကျွန်တော်မဲပေါက်ခဲ့တယ်နောက်တစ်ခါလည်းဒီလိုမျိုးပဲဘောနော် အဲ့မှာကျွန်တော်တို့တွေပိုက်ဆံစုရက်ကမှာပေါ့နော်အဲ့မှာအဲမဲနိုင်တယ်၄ရောက်၄ရောက်ကျန်တဲ့အခါမှာဆိုရင်ကျွန်တော်လည်းအဲ့အလက်မှာပေါ့နော်ဒီဟိုပါပေါ့နော်အခက်ခဲတွေအများကြီးရှိတဲ့အခါမှာမဲပေါက်လာပဲဖြစ်မယ်ပေါ့နော်အဲ့ဒီအခါမှာလည်းတကယ်တော့ဘုရားသခင်က၄ရောက်ရှိတဲ့အချိန်မှာကျွန်တော်မဲပေါက်သွားတယ်အောင်အဲ့မှာပေါ့နော်အများကြီးပေါ့နော်ဘုရားသခင်ကပြင်ဆင်ပေးတယ်ပေါ့နော်ဒါကြောင့်မို့ဘုရားသခင်မတားနိုင်တဲ့အမှုဆိုတာကျွန်တော်တို့မရှိဘူးပေါ့နော်ကျွန်တော်တို့သက်တာမှာအဲနောက်ပြီးတော့ကျွန်တော်တို့အနေနဲ့မဖြစ်လာတာသေးတာပဲရှိတယ် အခြေတိုင်ဖြစ်လာတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ဘုရားသခင်ရဲ့ဂတိတော်အားဖြင့်အာသခင်ရှုပြောရတယ်ပေါ့နော်ကောင်းဝင်းနေညီကြီးမတီတော့လဲငါစကားတီလိမ့်မယ်နော်ကျွန်တော်တို့ဘုရားသခင်ရဲ့စကားတော်ကတော့အခြေတိုင်ရောတီပြည့်စုံလာမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့ကတော့ဆက်လက်ပြီးတော့ဘုရားသခင်ကိုယုံကြည်ဖို့ယုံကြည်ကိုးစားဖို့ဆက်လက်ပြီးဆုတောင်းဖို့ဆုတောင်းခြင်းကိုလည်းမလျှော့ဖို့ပေါ့နော်အဲကျွန်တော်တို့ဆရာပြောတဲ့ဒီမိခိမေတ္တာပုံတွေကျွန်တော်အများကြီးသတိရတယ်ပေါ့နော်တကယ်ပဲဒီမိခိဆိုကြတယ်နော်ကျွန်တော်ဆုတောင်းခဲ့တယ် သူအနေနဲ့ဆုတောင်းခဲ့တဲ့အရာသူအသက်ရှင်တဲ့အချိန်မှာမပြည့်စုံပေမဲ့လည်းပေါ့နော်သူရဲ့အဲတာအတွက်တကယ်ပဲကောင်းကြီးကြည့်ခဲ့တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့ဆုတောင်းတဲ့အရာတွေကကျွန်တော်တို့ရဲ့မျက်ဘာတည်တည်မမြင်ရပြီတော့မှပေါ့နော်ကျွန်တော်တို့အသက်တာမရှိတော့ပေမဲ့လည်းကျွန်တော်တို့ဆုတောင်းပေးတဲ့လူတွေကောင်းကြီးမြင်လာတော့တကယ်ချစ်လာမှဖြစ်တယ်ပေါ့နော်ဒီတကယ်ချစ်လာမှဖြစ်တယ်ဒါကြောင့်မို့ဆုတောင်းခြင်းဟိုကျွန်တော်တို့အနေနဲ့လည်းမလျှော့ဖို့ပေါ့နော်မလျှော့ဖို့ဖြစ်တယ်ဆက်လက်ပြီးတော့ဘုရားကိုကြိုးစားဖို့အတွက်နှုတ်ကပတ်တော်ထဲမှာဆိုရတဲ့အများကြီးပေါ့နော်ကျွန်တော်တို့ အာမပြောပြောရမကုန်ပေါ့နော်အဲ့မှာလေနှုတ်ကပတော်ထဲမှာလေပြောရမကုန်နိုင်တဲ့ဘုရားရဲ့ကျေးဇူးတော်ကြီးရွှေချီးမွားပါပါနော်ကျွန်တော်တို့နေကျွန်တော်တို့ပြန်ပြီးတော့အသက်တာကိုပြန်ပြီးတော့အများရန်ပြန်စဉ်းစားတဲ့အခါမှာဘုရားသခင်ပို့ဆောင်ခဲ့တာပေါ့နော်နှစ်ပေါင်းဒီမှာဆိုရဲကျွန်တော်တို့ရဲ့အတ္တမမောတော့ရှိမယ်အားလုံးပေါ့နော်အသက်ရကြီးနှစ်ပေါင်း60ဘုရားသခင်ပို့ဆောင်ခဲ့တဲ့လူတွေရှိမယ်နှစ်ပေါင်း80ရှိမယ်နော်အမျိုးမျိုးမှာကျွန်တော်တို့အသက်တာမှာဘုရားသခင်ပို့ဆောင်ခဲ့တဲ့ຢာတွေကိုပြန်ပြီးတော့အောင်းပေးပြီးတော့လက်ရှိတွေ့ကြုံနေတဲ့တွေကိုဘုရားသခင်က အခြေခံလက်ကမှာဘုရားသခင်ကလက်ပသွားနဲ့ဘောနော်ကြော်လွားခွင့်ပေးမယ်ဆိုတာကျွန်တော်အနေနဲ့ယုံကြည်တယ်ဒီမှာရှိတဲ့ကျွန်တော်တို့ရဲ့မိတ်ဆွေတွေအားလုံးလည်းကျွန်တော်တို့ဘုရားသခင်ကိုကျွန်တော်တို့ဆက်လက်ပြီးတော့ဒီဘောနော်ယုံကြည်ကိုးစားဖို့နော်ကျွန်တော်တို့ဘုရားသခင်ကအရာခတိတတ်နိုင်တယ်နှုတ်ပတ်တော်ထဲမှာပဲကျွန်တော်တို့ကြောမသိမကုံနိုင်ဘူးဘောနော်ကျွန်တော်မှာလမ်းမရှိတော့ရတာပါဘုရားသခင်ကလမ်းဖောက်ပေးနိုင်တဲ့ဘုရားဖြစ်တယ်နောက်ပြီးတော့ကျွန်တော်တို့မှာရှိတဲ့အခက်အခဲတွေရဆိုရင်အဲတစ်ချိန်ချိန်မှာဘုရားသခင်ကလက်ပသွားနေပဲ အာပြင်ဆင်ပေးမယ်ကြော်လွားပေးပေးမယ်လို့ကျွန်တော်ယုံကြည်တယ်ပေါ့နော်ဒါကြောင့်မို့ဘုရားသခင်ပေါ်မှာကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကဆက်လက်ပြီးတော့ခိုင်မြဲဖို့ပဲဖြစ်တယ်ပေါ့နော်ဆက်လက်ပြီးတော့ကျွန်တော်တို့အနေနဲ့ဆုတောင်းဖို့ပုံမှန်ပြီးတော့ဘုရားသခင်မှာဟိုလုံးလုံးလည်းလည်းရပေါ့နော်လုံးလုံးလည်းရကျွန်တော်တို့အာဆက်ကအနာမို့ပဲလုပ်ရပေါ့နော်မကြခင်လည်းဘုရားသခင်ကကြွလာတော့မှဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့အနေနဲ့အလောကရဲ့အရာတွေမှာပဲကျွန်တော်တို့ကအာရုံမစိုက်ပဲနဲ့ပေါ့နော်အထက်အရာကိုပဲကျွန်တော်တို့ကြည့်ဖို့ပေါ့နော်အထက်အရာကိုပဲကြည့်ဖို့ဖြစ်တယ်ဒါမှမဟုတ်ကျွန်တော်နေတဲ့ဒီနောက်ဆုံးဂျိုင်းချက်တွေတစ်ချက်ပေါ့နော် နုကပတ်တမလည်းပြောရလားအများကြီးရှိတယ်ပေါ့နော်ဒီမှာဆိုရင်ယေရမိ30နှစ်ငယ်16နှစ်မှာဆိုရင်အိုရှင်သာရတကူတော်သည်မဟာတကူတော်နှင့်လက်ရုပ်တော်ကိုဆန့်၍ကောင်းဝင်နှင့်မြေကြီးကိုဖန်သေးတော်မူ၏ကိုတော်မတနိုင်သောအရာတစ်စုံတစ်ခုမှမရှိဘူးဘာသာမများသခင်မတနိုင်တယ်မှုဘာမှရှိဘူးဆိုပြောဒီမှာယေရမိဂျန်နဲ့မှာလည်းပေါ်ပြထားတယ်နောက်ယေရမိ30နှစ်ငယ်26 29မှာလည်းပြောထားပါဒါတွေ့ရပါတယ်ပေါ့နော်ငါသာရဘုရားသည်ခတ်သိမ်းတော် တတဝါတို့ကိုအစိုးရသောဘုရားသခင်ဖြစ်သည်နာမတတ်နိုင်သောအရာတစ်စုံတစ်ခုရှိလိမ့်မည်လို့ဆိုတော့ဘုရားသခင်ကိုယ်တိုင်လည်းဒီမှာပြောရတာတွေ့ရပါတယ်နောက်ဆုံးအနေနဲ့ပေါ့နော်ကျွန်တော်ဒီခေပြဲဩဝါဒစာခိုင်ခုနှစ်အငယ်25ကိုကျွန်တော်ဖတ်ပြီးတော့အစိုးသားကြည့်ပါတယ်ထိုကြောင့်အကျဉ်သူတို့သည်ယေရှုအားဖြင့်ဘုရားသခင်အထံတော်သို့ချဉ်းကပ်ကြ၏ထိုသူတို့၏အမှုကိုယ်တော်သည်စောက်လျက်သာအစဉ်အသက်ရှင်သောကြောင့်သူတို့ကဲ့ သူတို့ကိုအသေးငယ်တချင်းကတတ်နိုင်တော်မူ၏ဆိုပြီးတော့ဒါမှမဟုတ်ဘုရားသခင်ကကျွန်တော်တို့ကိုကယ်ဖို့အတွက်အငြင်းတန်းတတ်နိုင်တဲ့ဘုရားဖြစ်တယ်ကျွန်တော်တို့ရဲ့အခက်ခဲတွေလည်းဘုရားသခင်ကချီးရှင်းပေးဖို့အတွက်အငြင်းတန်းတတ်နိုင်တဲ့ဘုရားဖြစ်တယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့အချိန်တော့ကျွန်တော်တို့အနေနဲ့ဆောက်ရအောင်ဆောက်ရမယ်ဒါပေမဲ့ဆက်ပြီးတော့ကျွန်တော်မျှော်လင့်ဖို့ဖြစ်တယ်ဘယ်အချိန်မှာဘုရားသခင်ကကျွန်တော်တို့အတွက်ပြင်ဆင်ပေးမလားကျွန်တော်မသိနိုင်ပေမဲ့လည်းကျွန်တော်တို့ဘုရားသခင်ကအကောင်းဆုံးပြည့်စုံပေးတဲ့တော်တော့ကျွန်တော်တို့ရဲ့ယုံကိုးစားဖို့ဖြစ်တယ်ပေါ့နော်။ဒါကြောင့်အခုကျွန်တော်တို့နေတဲ့ ီမိနစ်မှာတော့ဗောနကျွန်တော်နေနဲ့လည်းဒီခေါင်းစဉ်လေးကိုပဲကျွန်တော်တို့သတိရဖို့ဗောနဘုရားသခင်ဒီခတ်သိသောအမှုတို့ကိုတတ်နိုင်တော်မူဆိုတာကျွန်တော်မမေ့ဖို့ဗောနဒါကြောင့်မို့ကျွန်တော်တို့အခက်ခဲတွေဘယ်လောက်ရှိရှိကျွန်တော်တို့ဆက်လက်ပြီးတော့မြများတို့အနေနဲ့ဆုတောင်းဖို့ဘုရားသခင်ကိုကျွန်တော်ယုံကြည်ကိုးစားဖို့ပဲဖြစ်တယ်ဗောနဒါမို့ကျွန်တော်နဲ့ဒီမိနစ်ကတော့ဒီလောက်နဲ့ပဲကျွန်တော်နေနဲ့အာဘေအယုတ်နဲ့ပဲနှိမ့်ထုတ်ပါတယ်အားလုံးဘုရားသခင်ကောင်းကြီးတောင်းချပေးပါစေအာမင်အာမင် အမတန်းမှခွန်အားရစရာတည်င်းစကားကိုပေါ့နော်ကျွန်တော်တို့ကိုဝင်မှတ်ပေးတဲ့ကိုအောင်အောင်သူပဲယေရှုတင်နေဖះရှင်အားသူ့ကိုအမှုတော်လုပ်ငန်းမှာဒီတဲ့မကတာ၍အသုံးပြုပါစေဒီတဲ့မကလည်းဖះရှင်ကောင်းကြီးမင်္ဂလာကိုကျွယ်ဝပြည့်လန်စွာခံစားရရှိပါစေလို့ကျွန်တော်အနေနဲ့ဆုမွန်အောင်တောင်းပေးပါမယ်အာမင်ကျွန်တော်တို့အခုအာပိတ်အနေနဲ့ပေါ့နော်ကျွန်တော်အားလုံးဒုတိယဆိုအုံညွတ်ပြီးတော့ဆုတောင်းကြအောင် ဒီမှာအလိုက်မြတ်တော်ရှင်ပါကိုရောကိုကျေးဇူးတင်နေဒီနေ့မနက်ဗိုက်တာမင်အားစေးတထောင်ဖြစ်တဲ့ဝိညာဉ်ခွန်အားဝိညာဉ်အစာအာဟာရတွေညီလေးအောင်ထံကဘုရားသခင်အရာခတ်သိမ်းကိုတတ်နိုင်တော်မူတယ်ဆိုတဲ့သတင်းစကားကိုကျွန်တော်တို့ကြားသိရတဲ့အတွက်ကျေးဇူးတင်နေပါကြားသိရတဲ့အတိုင်းကျွန်တော်တို့ဒီဘုရားအပေါ်မှာတကယ်ယုံကြည်ကိုးစားသောသူများဖြစ်စီတော်မှာ အခက်ခဲဒုက္ခရောက်တဲ့အခါမှာတွေ့ဝေပြီးတော့အပြစ်တင်ညှိတွားပြီးတော့ဘုရားရှင်ရဲ့တတ်နိုင်တော်မူခြင်းကိုယုံမားတန်ရာရှိတော်သူမဖြစ်စေပါနဲ့ထွေးပြင်းတာမကနေ့စဉ်ဘဝအသက်တာလျှောက်လန်းတဲ့အခါမှာလည်းပါယုံကြည်ခြင်းအပြည့်နဲ့တမာတရားအတိုင်းနာခံလိုက်လျှောက်ပြီးတော့အသက်ရှင်လျှောက်လန်းနိုင်သောအကျင့်ပါတဲ့ယုံကြည်ခြင်းသက်ရှင်သောယုံကြည်ခြင်းကိုပေး၍ဘုရားရှင်သည် အောဖွဲ့နမိတ်လက္ခဏာတကူတော်ကိုကျွန်တော်တို့အသက်တာအားဖြင့်ပြစီတော်မူမှာဘုရားသခင်ရဲ့တကူကြီးခြင်းတက်နိုင်ခြင်းကိုကျွန်တော်တို့ဒီမျက်ဝါးထင်ထင်တွေ့မြင်ရပြီဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းအကြောင်းများကိုလည်းအမြဲတမ်းချီးမွမ်းအတွက်ခီးဆက်အသက်ရှင်လျှောက်လန်းနိုင်တည်တာမကဘုရားရှင်ရဲ့ကျွန်တော်တို့အတွက်ပြင်ဆင်ထားပြီးသောကျွန်တော်တို့အတွက်ထူးခြားသောအကြံစီ ကောင်းကြီးမင်္ဂလာကိုယခုဘဝတည်းစတရား ောင်ဘွားရင်အသက်ချမ်းသာပြည့်သောဆုကျေးဇူးကောင်းကြီးမင်္ဂလာဖြာဖြာကိုအခုဥညွတ်ပတ္ထနာ ပြုလက်ရှိတော်သာသမီများတယောက်မကျွင်းကျော်ဘွားပြည့်နှံစွာခံစားရရှိနိုင်ဖို့ရန်ဆက်လက်ပြီးကျွန်တော်ဒီဒီရဲ့အသက်တော်ယေရှုခရစ်တော်ကောင်းမများနဲ့ပုံမပက်ရလမ်းကြောင်းလမ်းပြပြပြင်ပို့ဆောင်ပေးသနာတော်မှာမြေချောင်းဤနေ့အဖိတ်နေ့အတွက်ဥပုံနေ့အဖိတ်နေ့မှာဥပုံနေ့အတွက်ပြင်ဆင်ခြင်းကျွန်တော်တို့ရဲ့တက်တာကျွန်တော်တို့ရဲ့အချိန်အားကျွန်တော်တို့ရှောက်လန်းတဲ့ကျွန်တော်တို့ရဲ့ခြေလန်းများ ကျွန်တော်ရဲ့ပြင်ဆင်ခြင်းကျွန်တော်ထွက်ချင်းဝင်ခြင်းအရာအလုံးကိုရောလက်တော်သူစက္ကအနန္တနဲ့ခါမှာအလုံးမြတ်တော်မူသောတပါးရတော်တော်သခင်ခရစ်တော်ဤမဟာနာမတော်ပြုယူတည်လို့မြတ်စွာဘုရားကျေးဇူးချီးမွမ်းလေစက္ကအနန္တကြပါ၏ဖတ်တော်မြတ်စွာဘုရားခင်အာမင်အင်း